အာရတိပါပါမင်္ဂလာမကောင်းမှုတွေကို စိတ်ဖြင့်ရှောင်ကျဉ်ခြင်းမင်္ဂလာမကောင်းမှုတွေဟူသည်များကို မတွေးခင်ကရှောင်ကျဉ်လေအဲဒါမှဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေတဲ့ဒီမကောင်းတဲ့စိတ်လေးကိုမပြုတ်ခင်မပြောခင်ကရှောင်ကျဉ်ပါ ဘာနဲ့ရှောင်ကျင်ရမလဲဆိုတော့ဉာဏ်ပညာတတိဖြင့်တတိတံပစင်းဖြင့်ရှောင်ကျင်ရမယ်ဒီစိတ်ကလေးကိုတဲ့စေရနာလို့ခေါ်တယ်စေရနာကောင်းတော့ကံကောင်းတယ်စေရနာဆိုးတော့ကံဆိုးတယ်မိမိအတွက်ကို ကြည်ပြီးတဲ့အန္တရာယ်အများအန္တရာယ်ဖြစ်စေမယ်စေရနာယုံနဲ့လုံမယ်ဆိုရင်အကုသို့မကောင်းမှုတွေဖြစ်တယ် ဒါကိုဗုဒ္ဓဒေသနာယကိလေသာ7ပါးလို့ခေါ်တယ်ကိလေသာ7ပါးလောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စအာဟိရိကအနုတ္တပဒီကိလေသာ7ပါးနဲ့ပြုပြောမယ်ဆိုရင် မကောင်းမှုတွေဖြစ်မယ်တဲ့ဒါကြောင့်ထိုကိလေသာ7ပါးကိုမိမိတန်တမ်းမှာပေါ်လာတိုင်းပေါ်လာတိုင်း စိတ်ဓာနုပတနာနဲ့ပယ်ရမယ်ခြေစိတ်ဖြစ်ပြီးနောက်စိတ်တိတိတိုင်းအပူစင်ဆိုတဲ့တိပိတကရောဆရာတော်ရဲ့တတိပရံဒေသနာအတိုင်းမိမိစိတ်လေးမှာတဲ့ကိလေသာတွေညှဉ်းနှွမ်းတတဲ့စေတသိက်တွေဖြစ်လာပြီးဆိုရင်ပယ်ပါအဲ့ဒီလိုပယ်မယ်ဆိုရင်တဲ့အာရတိပါပါ ်မကောင်းမှုတွေကိုစိတ်ဖြင့်ပယ်ခြင်းမင်္ဂလာဖြစ်ပါれ